လူတွေကသင်ဘာရောင်းတယ်လဲဆိုတာထက်သင်ဘာကြောင်ရောင်းတယ်လဲဘယ်လိုရောင်းတယ်လဲဆိုတာကိုစိတ်ဝင်စားတာဖြစ်ပါတယ်ဒါကြောင့်လူကြီးတွေရဲ့ကုန်ပစ္စည်းလူကြီးတွေရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ရင် လူတွေကယုံကြည်ရအရေးသွေးကိုကြိုတင်ခန့်မှန်းနိုင်ရမယ်နောက်တစ်ကြိမ်ဝယ်သုံးဖို့ကိုလည်းလူတွေကယုံကြည်စိတ်ချမှုအပြည့်အဝရှိဖို့လိုပါလူကြီးတွေရဲ့ကုန်ပစ္စည်းလူကြီးတွေရဲ့ဝန်ဆောင်မှုကို မရှိရင်သူတို့အတွက် ဘလို့မှမဖြစ်နိုင်လောက်တဲ့အခြေအနေတစ်ခုဖြစ်အောင်ကိုကျွန်တော်တို့ကဖန်တီးနိုင်ရင်အဲဒီလုပ်ငန်းဟာအောင်မြင်ပြီဖြစ်ပါတယ်။အစည်းအဝေးရဲ့သဘောတရားကကျွန်တော်မြန်မာစကားဒီအလွန်ရိုးရှင်းတယ်။စီစဉ်ပြီးတော့ပွားများတာဖြစ်တယ်။ကိုယ်စီကမစီစဉ်မဲနဲ့ပွားများအောင်ကျွန်တော်တို့လုပ်လို့မရဘူး။ပေးလေလေစီးပွားရေးမှာရလေလေပဲအဲစီးပွားရေးအောင်မြင်ခြင်းတယ်လို့ပြောတဲ့သူတွေကိုကျွန်တော်ပြောမယ်တင်းရဲ့ဝယ်သူတွေကိုတင်းဘာပေးခြင်းစိတ်ရှိလဲတင်းဘာတွေပေးခြင်းလဲတင်းဘာတွေပေးနေလဲအဲ့ဒါဟာတင်းရဲ့အောင်မြင်မှုနဲ့ ဓာတ်ရိုက်အချိုးကြတာဖြစ်ပါတယ်။စီးပွားရေးအောင်မြင်မှုရဲ့လှုပ်ဝှက်ချက်ကအလွန်ရိုးရှင်းတယ်။ကျွန်တော်တို့ဒီပါလဲတန်ဖိုးထမှု value ကိုဦးတည်ပြီးတော့စူးစမ်းရင် profit လို့ခေါ်တဲ့အမြတ်တွေကနောက်ကလိုက်လာလိမ့်။တချို့ကစီးပွားရေးမှာအမြတ်ပဲလိုချင်တယ်။ဘာလို့တန်ဖိုးထပြီးလုပ်နေလဲလို့ပြောရင်တလွဲတွေကြီးပဲ။ value တန်ဖိုးထမှုကိုအရှိကပို့ပါ။အရင်စဉ်းစားပါ။ profit အမြတ်တွေကတင်းရဲ့နောက်ကနေလိုက်လာမှာဖြစ်ပါဒါကြောင့်စီးပွားရေးပညာစီးပွားရေးစီမံခန့်ခွဲမှုပညာကိုစနစ်တကျလေ့လာခြင်းတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ် အခြေခံစီးပွားရေးစီမံခန့်ခွဲမှုပညာသင်တန်း Certificate in General Business Management ကိုကျွန်တော်တို့အခု6လပိုင်းမှာဖွင့်လှစ်မှာဖြစ်ပါတယ်။ Online သင်တန်းကတော့ကျွန်တော်တို့အခုလာမယ်6လပိုင်း10ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပါတယ်။ Online ကနေတစ်လတည်းအမှဖြစ်တဲ့အတွက် Beta Data ဆိုတက်နိုင်တယ်။အပြင်လူတွေ့သင်တန်းကတော့6လပိုင်း15ရက်နေ့နဲ့15ရက်နေ့မှာ ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတဲ့အမ်မော်တင်တန်းကျောင်းမှာစနေတင်းတွေနေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီအထိ2ရက်အချိန်ပြည့်တက်မှာဖြစ်ပါတယ်။အဲ့တော့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်လူချင်းတို့ရဲ့နာမည်ရဖုန်းနံပါတ်ရကောမမမရင်းနဲ့ message မှာရေးထားပေးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။20% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်။တင်တန်းကျောင်းအသေးစိတ်ကိုကျွန်တော်ဒီ page မှာဝင်ကြည့်ပါအပေါ်ဆုံးမှာကျွန်တော်တို့ video file နဲ့အတူအသေးစိတ်တင်ထားပေးပါတယ်။ We must walk together. We must build our nation.